1990ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကတင်မြှောက်လိုက်တဲ့လွှတ်တော်အမတ်တွေဟာမြန်မာပြည်ရဲ့ပထမဆုံးလွှတ်တော်မတက်လိုက်ရတဲ့ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်ဒီလွတ်တော်ကအများဆုံးအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွတခြားရွေးချယ်ခံလွတ်တော်ကိုယ်စားလှယ်အများအပြားလွတ်တော်တာဝန်တွေမထမ်းဆောင်ရပဲထုတ်ပယ်အကျဉ်းချခံရတာတွေဖြစ်ခဲ့သလိုပြည်ပကိုထွက်ပြေးတိမ်းရှောင်ကြတာတွေရှိခဲ့ပါတယ်။ ဒီလွတ်တော်ရွေးကောက်ပွဲဟာမြန်မာပြည်မှာအနှစ်30အကျွန်းပထမဆုံးပါတီစုံလွတ်တော်ရွေးကောက်ပွဲဖြစ်ပြီးလွတ်လပ်စွာမဲဆွယ်ခွင့်တိတ်မရှိပေမဲ့ရွေးကောက်တင်များခွင့်ရှိတယ်လို့ဆိုကြပါတယ်။ဒီရွေးကောက်ပွဲဟာ1988စန္ဒပြပွဲတွေအပြီးအာဏာသိမ်းစစ်အစိုးရလှုပ်ပေးတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ရွေးကောက်ပွဲအပြီးမှာလွတ်တော်ခေါ်မပေးတဲ့အတွက်ရွေးကောက်ပွဲကတိဖြတ်တယ်ဆိုပြီးစစ်အစိုးရကိုနိုင်ငံတကာကပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ လွတ်တော်အမတ်နေရာ492နေရာရှိတဲ့ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်မခေါ်ခဲ့တဲ့ဖြစ်ရပ်ဟာမြန်မာနိုင်ငံရေးအနှစ်20နောက်ကျသွားစေတဲ့ကိစ္စဖြစ်ပါတယ်။ဒီလွတ်တော်ကပညာရှင် နိုင်ငံရေးသမားစစ်ဖက်အရက်ဖက်အရာရှိဟောင်းအများအပြားကို ရွေးကောက်တင်မြှောက်လိုက်ပေမဲ့သူတို့ရဲ့လှုပ်အားကိုနိုင်ငံအကျွတ်အကျိုးရှိအောင်မတုံ့နိုင်ခဲ့ပါဘူး။နောက်ဒီလွတ်တော်မခေါ်နိုင်ပဲစစ်အစိုးရအုပ်ချုပ်နေတဲ့အတွက် နိုင်ငံတကာရဲ့ဖိအားပေးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကာလဖြစ်သလိုပြည်တွင်းမှာလည်းဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကမရှိခဲ့တဲ့ကာလဖြစ်ပါတယ်။ကိုပြောက်အမတ်များဒီလွတ်တော်အမတ်တွေထဲမှာထင်ရှားတဲ့နိုင်ငံသီးပုဂ္ဂိုလ်တွေပါသလို1988နောက်ပိုင်းပေါ်ထွက်လာတဲ့လူငယ်နိုင်ငံရေးသမားတချို့လည်းပါဝင်ပါတယ်။နောက်ဗိုလ်ချုပ်ကြီးနေဝင်ခေအစိုးရခင်မှာပါဝင်ခဲ့တဲ့စစ်အရာရှိကြီးတွေနဲ့စစ်အရာရှိတွေ အစိုးရအရာရှိတွေတက္ကသိုလ်ပညာရှင်တွေပါဝင်တာကိုလည်းတွေ့ရပါတယ်။နောက်လူမျိုးစုဒေသတွေကခေါင်းဆောင်တချို့လည်းရွေးကောက်ခံခဲ့ရပါတယ်။ဒီလွတ်တော်ဟာစစ်ဆိုရှယ်လေးခေတ်အလောမြန်မာပြည်နိုင်ငံရေးကိုထင်ရှားခဲ့ပေမဲ့လက်တွေ့မပေါ်ပေါက်ခဲ့တဲ့လွတ်တော်ဖြစ်လို့ကိုပြောင်းလွတ်တော်အဖြစ်တမိုင်းတွင်ခဲ့ပါတယ်။ဂန္ဒီခမ်းမကျင်ညာချက်အပါအဝင် NLD ရဲ့လွတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်တွေလည်း စစ်အစိုးရရဲ့တင်မြင့်ဆောင်60ကြေညာချက်အပါအဝင်ဖိနှိပ်မှုအစင်းစင်းအောက်မှာပြောက်ွယ်ခဲ့ရပြီးလွတ်တော်ကိုဇွတ်ခေါ်လို့မရဘူးဆိုတဲ့ခေါင်းစည်းနဲ့သတင်းစာဆောင်ပါတွေကိုလည်းစစ်အစိုးရသတင်းစာတွေကဖော်ပြခဲ့ကြပါတယ်ဒီလွတ်တော်အမတ်တွေထဲမှာ NLD ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ ဘိုးချုပ်ကြီးဟာဥတည်ဦးတို့တော့မပါဝင်ပါဘူးရွေးကောက်ပွဲမတိုင်ခင်1989ကတည်းကသူတို့ကိုနေရင်အကျေကျုပ်ချထားပြီးဒေါအောင်ဆန်းစုကြည်ရဲ့ကိုစလဲလောင်းလျှောက်လွာကိုလည်းတဆာညာပါတီဘက်ကကန့်ကွက်လို့ရွေးကောက်ပွဲဥပဒေနဲ့ညှိစွန်းနေဆိုပြီးငင်းပယ်ခံခဲ့ရပါတယ်တကယ်တော့ဒီရွေးကောက်ပွဲဟာဥကြည်မောင်ရဲ့ဥဆောင်မှုအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပြီး အေရှားဝေးမဂ္ဂဇင်းပါဦးကြည်မောင်ရဲ့ဇကားကိုအကြောင်းပြပြီးစစ်အစိုးရဘက်ကအာဏာလွှဲဖို့ညှင်းဆန္ဒတွေဖြစ်လာခဲ့ပါတယ်။တခြားဘက်ကလည်းဖွဲ့စည်းပုံအသစ်ဆွဲဖို့ဆိုပြီးအမျိုးသားညီလာခံခေါ်တာတွေရှိလာပါတယ်။ဒီအရှိန်နေတွေကြကအနည်း20နီးပါးဖြတ်တန်းခဲ့ရတဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။တက်မှုကြီးများ ဦးကြည်မောင်နဲ့တကွဦးအောင်ရွှေဦးလွင်ဦးရှိခိုင်စားတဲ့စစ်အရာကြီးဟောင်းကြီးတွေကလွတ်လပ်ရေးကြိုးပမ်းမှုအစဉ်အဆက်မှာပါဝင်ခဲ့ပြီးတမတော်တာဝန်နဲ့စစ်အစိုးရတာဝန်တွေထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။လမ်းစစ်ပါတီခင်မှာ သူတို့အငိမ့်စားပေးခံရတာတွေရှိလာပြီး1988မှာ တမူဟောင်းများမျိုးရှိရဲဘော်ဟောင်းများအဖြစ်ပြန်လည်ထွက်ပေါ်လာတဲ့သူတွေဖြစ်ကြပါတယ်။ တမူဟောင်းတိုင်း NLD ကောင်းဆောင်ဖြစ်မလာပေမဲ့ NLD မှာတမူဟောင်းတွေနေရာရခဲ့ကြပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့တတိပညာရှင်အုပ်စုထက်တမူဟောင်းအုပ်စုကနောက်ပိုင်းမှာ ပိုဩဇာညောင်းလာတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်ဒေါန်ဆန်းစုကြည်နေရင်အကျေကျုပ်ကြတဲ့နှစ်တွေအတွင်းဦးကြည်မောင်ဦးအောင်ရွှေဦးလွင်စားတဲ့တမူဟောင်းတွေကတာဝန်ယူပြီးပါတီကိုကောင်းဆောင်ခဲ့ပါတယ်။ဦးကြည်မောင်ဟာ 1960နှစ်အာဏာသိမ်းစမှာတိုင်းမှုတော်ဝင်ကဖယ်ရှားခံရတဲ့ဗိုလ်မှူးကြီးဟောင်းဖြစ်ပါတယ်။သူဟာဗိုလ်ချုပ်ကြီးနေဝင်အစိုးရရဲ့ဖမ်းဆီးမှုတွေခံခဲ့ရသလိုနာဝတဆစ်အစိုးရလက်ထက်မှာလည်းအကြမ်းကြမ်းထောက်သွင်းအကျဉ်းချခံခဲ့ရပါတယ်။1990ရွေးကောက်ပွဲအပြီးသတင်းထောက်ဒေါမနစ်ဖောင်တာနဲ့တွေ့ဆုံခဲ့မှာနူရီပတ်ခုံရုံမှာရုံတင်ခံခဲ့ရတဲ့ဂျာမန်တွေဘလောက်ရှိလဲလို့ပြောခဲ့လို့ဆိုပြီးစစ်အစိုးရအတွင်ရေးမှုတဲ့ဗိုလ်ချုပ်ခင်ညွန်းကတတိပေးပြောဆိုခဲ့ပါတယ်။ သူကြောင့်အာဏာလွှဲပြောင်းရေးမဖြစ်မြောက်ခဲ့ဘူးဆိုကြပေမဲ့မထင်မဖဲ NLD အောင်နိုင်မှုကြောင့်စစ်အစိုးရဘက်ကလွှဲပြောင်းဖို့ရှောင်လွှဲခဲ့တယ်လို့လည်းဆိုကြပါဗျ။နောက်ပိုင်းမှာ NLD တာဝန်ကနေအနားယူပြီးဥကြည်မောင်ကွဲလွန်သွားခဲ့ပါဗျ။သူ့ရဲ့ရောက်ဖဥလွင်နဲ့ဗိုလ်ချုပ်ကြီးဟောင်းဦးအောင်ရွှေတို့ကလည်း NLD မှာနှစ်ပေါင်းများစွာအတွင်ရေးမှုဥက္ကဋ္ဌတာဝန်နေနဲ့ဆောင်ရွက်ခဲ့ကြပါဗျ။ သူတို့ကိုစီကဲတစ်ချက်တဲ့အဖိုးကြီးတွေပါတီတွင်းထိရှုပ်မှုလွန်ခဲ့သူတွေလို့လူငယ်တွေပိုင်းကဝေဖန်ခဲ့ကြပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ယုံကြည်ကိုးစားမှုကိုရခဲ့သူတွေဖြစ်ကြပါတယ်။သူတို့နဲ့ခစ်ပြိုင်စစ်အစိုးရအရာရှိဟောင်းအများအပြားလမ်းစဉ်ပါတီကပြောင်းလဲလိုက်တဲ့တာဆာညာပါတီမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကြပေမဲ့တပါတီလုံးမှဆက်ရောက်ပဲနိုင်ခဲ့ပါတယ်။ NLD အမတ်ဖြစ်ခဲ့တဲ့တမူဟောင်းတွေထဲမှာဥလွန်တင်ဥရွှေ ဥဆောင်ဝင်စတဲ့ဝင်ကြီးဟောင်းနေပါတယ်လို့တချို့လဲပါတီကနှုတ်ထွက်သွားတာကိုတွေ့ရပါတယ်။နိုင်ငံရေးသမားများ NLD မှာအရင်ဖဆပါလခိကနိုင်ငံရေးသမားတွေနဲ့တခင်ဟောင်းတချို့ပါဝင်တာကိုလည်းတွေ့ရပါတယ်။တမူးဟောင်းတွေလောက်ရှေ့မထွက်ခဲ့ပေမဲ့တခင်ဆိုးမြင့်ဦးလာဖေဦးတန်ထွန်းစားတဲ့နိုင်ငံရေးသမားကြီးတွေဟာပါတီဘဟုအလုံးအမှုဆောင်တာဝန်တွေယူခဲ့ကြတယ်လို့ လွတ်တော်ကိုစားပြုကော်မတီ CRPB မှလည်းပါဝင်ခဲ့ကြပါတယ်။ကော်မူအမတ်မြောင်းမြပါးဆွေဟာလည်းနိုင်ငံရေးလက်ဟောင်းတွေကဖြစ်ပါတယ်။ခရိုင်အဆင့်မြို့နယ်အဆင့်တခင်ဖာစာပါလာနဲ့လမ်းစဉ်ပါတီဟောင်းနိုင်ငံရေးသမားတွေလည်း NLD အမတ်အဖြစ်အရွေးချိန်ခံခဲ့ရပါတယ်။နောက်1950 1960ပြည်နှစ်တွေကတက္ကသိုလ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားကောင်းဆောင်တချို့လည်း NLD ကနေဝင်အရေးခံတာကိုတွေ့ရပါတယ်။ခရမ်းဥတင်မောင်ဝင်ဘန်ဦးအောင်မောင်စားတဲ့ဒီလဝဲသမားတွေကိုစစ်အစိုးရက နှစ်ရှည်ထောင်ရှားခဲ့တယ်လို့ထောင်ထဲမှာပဲကွယ်လွန်ခဲ့ကြသူတွေလည်းရှိပါတယ်။တမကခေါင်းဆောင်ဟောင်းတွေက သတင်းစာဆရာဦးစိုးသိန်းခေါ်မောင်ဝန်တာလဲလွတ်တော်အမတ်ဖြစ်လာပြီးထောင်အချင်းချခံခဲ့ရပါတယ်။ပညာရှင်များ NLD ကရွေးချယ်လိုက်တဲ့ပညာရှင်ပါမောခတွေထဲမှာအထင်ရှားဆုံးကခစ်ဆန်းကပြဆရာကြီးမင်းတူဝင်ဖြစ်ပါတယ်။အသက်82နှစ်အရွယ်မြန်မာစာပါမောခဟာဥဝင်ခေါ်မင်းတူဝင်ဟာအရင်ကနိုင်ငံရေးမှာပါဝင်တွေ့ကြမှုမရှိခဲ့ပေမဲ့သူ့ရဲ့တပြေညိုကပြဟာလွတ်လပ်ရေးကြိုးပမ်းမှုမှာအရေးကြီးတဲ့လှုပ်ဆောင်ကပြတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။1960ကျော်ចောင်းသားလှုပ်ရှားမှုတွေအခြေမင်းတူဝင်ဟာ ။ကြပြနဲ့အပေးထောက်ခံတာတွေလုပ်ခဲ့ပါတယ်။သူအမတ်အရွေးချက်ခံရပြီးနောက်ပိုင်းမှာတော့သူ့ကလောင်ကိုစစ်အစိုးရကပိတ်ပင်တာသူ့အမည်ကိုစာနယ်ဇင်းမှာဖော်ပြခွင့်မပြုတာတွေလုပ်ခဲ့ပါတယ်။နောက်ဆုံးအမတ်အဖြစ်ကဖိအားပေးနှုတ်ထွက်ခိုင်းခဲ့ပါတယ်။သူမရှိတဲ့နောက်2016မှာသူ့သားဦးထင်ကျော်က NLD အစိုးရခေတ်တမတဖြစ်လာပါဗျ။ တခြားပညာရှင်အမတ်တွေထဲမှာအမေရိကန်ကမဟာဝိဆာပွဲရခဲ့တဲ့ပညာရေးတက္ကသိုလ်ပါမောက္ခဟောင်းဦးထွန်းကျွင်နဲ့ဂျာမနီကသင်္ချာပါတကူပွဲရပြီးတိရီလင်ကာနဲ့ကင်ညာမှာကတိကလုတ်ခဲ့တဲ့ဒေါက်တာစိန်ဝင်းတို့ပါဝင်ပါတယ်။မန္တလေးအရှိတောင်အမတ်ဦးထင်ကျော်ကတော့နယူးဒေလီမှာနိုင်ငံတကာရေးရပါတကူတန်းထိစီးပူးခဲ့သူဖြစ်ပါတယ်။မန်ချက်စတာတက္ကသိုလ်ကမဟာသိပ္ပံပွဲရကျမရေးပညာပေးစာအုပ်တွေရေးခဲ့တဲ့ ဒေါက်တာအောင်ခင်စင်ဟာလည်းမင်္ဂလာတောင်ညွန့်လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ဒေါက်တာအောင်ခင်စင်းဟာအမျိုးသားညီလာခံကိုစန့်ကျင်တဲ့ဆောက်ရွက်စာတမ်းတွေထုတ်မှုနဲ့ညီလာခံကထုတ်ပယ်ခံခဲ့ရပါတယ်။နောက်ထင်ရှားတဲ့ပညာရှင်အမတ်တွေထဲမှာစာရေးဆရာတွေလည်းပါပါတယ်။ဘောဂဗေဒအထူးအရာရှိအဖြစ်ဗိုလ်ချုပ်ကြီးနေဝင်းစင်းမှာအမှုထမ်းခဲ့ဘူးတဲ့မောင်ဆူဆန်းခေါ်ဦးရှန်အေးလည်း NLD မော်လမြိုင်အမတ်ဖြစ်ပြီးအကျဉ်းကျပြီးနောက်ပြန်နှုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။ မကွယ်လွန်ခင်မှာတော့မောင်ဆူဆန်းဟာစစ်အစိုးရပြဋ္ဌာန်းတဲ့2008ဖွဲ့စည်းပုံအရာကျင်းပတဲ့ရွေးကောက်ပွဲကိုတခုတည်းသောထွက်ပေါက်အဖြစ်တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ဗမော်ကဥပုထွေးခေါ်ဗမော်ညိုနွဲဟာလဲထင်ရှားတဲ့ကဗျာဆရာ NLD အမတ်ဖြစ်ပြီးစာရေးသားခွင့်ပိတ်ပင်ခံခဲ့ရလို့သူ့ကဗျာတွေကို BBC, BOA Radio ကနေထုတ်လွှင့်ခဲ့ပါတယ်။ စာပေလောကစာအုပ်တိုက်ပိုင်ရှင်တခင်ခင်ညွန်လဲ NLD ရေးနဲ့ကြောင်းအမတ်ဖြစ်ခဲ့ပြီးမြို့သားစာပေစုရ ကျွန်တော်သားကြီးတိမ်မင်းနဲ့စစ်ခင်းသူစာအုပ်ရေးသူဒေါက်တာအုံမောင်ကမိုးမိတ်အမတ်ဖြစ်ပါတယ်။နောက် NLD မှာပါတဲ့အလွှာတစ်ခုကတော့အရာရှိဟောင်းများနဲ့ဆရာဝန်ရှိနေအင်ဂျင်နီယာများဖြစ်ပါတယ်။ဒီထဲမှာဟာဘတ်တက္ကသိုလ်ကမဟာပွဲရတဲ့ဥဆောင်ညွှန်ကြားရေးမှူးဟာဦးညွန့်ဝေအမေရိကန်ပြန်ဘီတုကာဦးကျော်မင်းဒေါက်တာမြင့်နိုင် ဒေါက်တာစောမြင့်မောင်စားတဲ့သူတွေပါပါတယ်။အရွေးခက်အမတ်တွေထဲမှာတသားဟောင်း42ရောက်အရက်ဘတ်ဝင်တဟောင်း145ရောက်ရှေ့နေ54ဦးဆရာဝင်90နဲ့အရက်သား194ရောက်ပါတယ်လို့ဦးကျော်ဟန်စာအုပ်အရာသိရပါတယ်။ဒီထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ရက်ရွာမှာထင်ရှားတဲ့လူမှုဝန်ထမ်းတမားတွေလည်းပါပါတယ်။လူမျိုးစုခေါင်းဆောင်များ 1990မှာ SND ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့တခြားလူမျိုးစုပါတီကနေရွေးကောက်တင်မြောက်ခံရတဲ့အမတ်တွေလည်းရှိခဲ့ပါတယ်။ဒီထက်က SND ဥက္ကဋ္ဌခွန်ထွန်းဦးနဲ့ AND ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးအေးတာအောင်ဇိုမီအမျိုးသားကွန်ကရက်ကဖူးကျင့်ရှင်းထန်းမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကနိုင်ထွန်းသိမ်းစတဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတွေပေါ်ထွက်လာပါတယ်။ ဒီကောင်းဆောင်တွေဟာ NLD နဲ့အတူ1998မှာပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPP ဖွဲ့ရမှာလည်းပါဝင်ခဲ့ကြပါတယ်။ပါတီ၁၁ခုက ကိုစလေ20မှာပါတဲ့ဒီကော်မတီက AND ဥက္ကဋ္ဌဒေါက်တာစောမြအောင်ကိုလွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒေါက်တာစောမြအောင်ဟာမန္တလေးစေယုံအုပ်ကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီးဒေါံဆန်းစုကြည်ရဲ့ကိုရေးအရာကြီးဟောင်းဒေါက်တာတင်မအောင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ဒီအဖွဲ့မှာအမျိုးသားအခွင့်အရေးဒီမိုကရက်တစ်ပါတီကရိုဟင်ဂျာအမတ်ဦးကျော်မင်းလဲပါဝင်ခဲ့ပါတယ်။အမျိုးသမီးအမတ်များ NLD လွတ်တော်ကိုယ်စားလှယ်တွေထဲမှာအမျိုးသမီးအမတ်တွေလည်း15ယောက်ရှိပါတယ်။ဒီထဲကဒေါက်တာမေဝင်းမြင့်ဒေါ်နန်းခင်ထွေးမြင့်ဒေါခင်ထွေးကျွယ်နဲ့ဒေါခင်ဆန်းလိုက်တို့ဟာ2020ရွေးကောက်ပွဲအထိ၃-၄ချိန်တိုင်တိုင်ပြန်လည်တင်မြောက်ခံရသူတွေဖြစ်ပါတယ်။ စာရေးဆရာမရွှေကူမင်းနှင်းခေါ်ဒေါ်စံမေလည်း1990ရွေးကောက်ပွဲမှာတင်မြောက်ခံခဲ့ရပါတယ်ဒေါ်စံမီဟာသူ့ရဲ့နိုင်ငံရေးအကျဉ်းသူဘဝအတွေ့အကြုံကိုအကျဉ်းဆံမိမများအင်းစိန်မှတ်တမ်းနာမည်တွေနဲ့ရေးသားထုတ်ဝေခဲ့ပါတယ်။1990ရွေးကောက်ပွဲရလဒ်တွေကိုမြန်မာအတန်ကကြီးညာချိန်ကစိတ်ကမ်းမျိုးနယ်ကိုစလဲဒေါ်စံဆက်အမည်ကနေစတင်ကြီးညာခဲ့တာဖြစ်ပါတယ်။နရတ်သိမ့်နဲ့မဲစား နာဝတနာအဖဆစ်အစိုးရခေနိုင်ငံရေးဖိနှိပ်မှုတွေအတွင်ဒီအမတ်အများစုယာတို့ကနှုတ်ထွက်တာထုတ်ပယ်ခံရတာတွေရှိခဲ့ပါတယ်။တချို့လဲအကြောင်းအမျိုးမျိုးနဲ့ထောင်ရှားခံခဲ့ရပါတယ်။ဒီထဲကမင်္ဂလာတောင်ညွန့်အမတ်ဒေါက်တာတန်းအောင်ကိုစီထိုးမားလို့လူနာသေးတဲ့ဆိုပြီးအာနာပိုင်နဲ့လက်သက်မွေးထားတဲ့ကြန့်ခိုင်ရေးတွေကတိုင်လို့ထောင်14နှစ်ရှာခံခဲ့ရတယ်လို့ဥခင်ကျော်ဟန်ရဲ့1990 ါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲမှတ်တမ်းစာအုပ်မှာပါပါတယ်။ Now NCGUB ခေါ်အဝေးရောက်ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ထိုင်းနိုင်ငံဇက်ကိုမြို့သားဒီမိုကရေစီပါတီအမတ်ဒေါက်တာစိန်ဝင်းနဲ့အမတ်တရှိုးထွက်သွားခဲ့ကြပါတယ်။ဒီထဲကအမတ်တရှိုးနဲ့အိန္ဒိယရောက်ဒေါက်တာတင့်ဆွေတို့ဟာအဝေးရောက်အစိုးရဝင်ကြီးတွေဖြစ်လာကြပါတယ်။ ဒေဝင်ကြီးတွေတဲကရေဦးအမတ်ဦးဝင်းဟာတရုတ်နိုင်ငံယူနယ်ပြည်နယ်ကုမင်းမြို့ကဟိုတယ်တစ်ခုမှာ1993ကတပ်ဖြတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာအဝေးရောက်အစိုးရမိမ့်သွားပေမဲ့ဝင်ကြီးချုပ်ဟောင်းဒေါက်တာစိန်ဝင်းဟာမြန်မာပြည်ကို အမဝင်းခွဲဖြစ်သူတောင်းဆန်းစုကြည်လက်ထက်2019ကြာမှပြန်လာလို့ရခဲ့ပါတယ်။အမတ်တွေ NLD ပါတီကနှုတ်ထွက် ပယ်ဖြတ်ခံရတာတွေရှိခဲ့တယ်လို့ပဲ NLD တဲကအမတ်တွေသဘောကွဲပြီးထွက်တာတွေလည်းရှိပါတယ်။ဒီလိုထွက်တဲ့အထဲကဝန်တာနု NLD ထောင်သူရှိတယ်လို့တတိပုဂ္ဂလကိုယ်စားလှယ်အဖြစ်အမျိုးသားညီလာခံဆက်တက်ခဲ့တဲ့မင်္ဂလာတုံကဥတင်ထွန်းမောင်လိုလူတွေလည်းရှိပါတယ်။2008ဖွဲ့စည်းပုံအတည်ပြုပြီးနောက်မှာတော့အမတ်တွေကြားသဘောထားကွဲမှုတွေပုံများလာပါတယ်။နာဟပအစိုးရလုပ်တဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်လိုသူတွေက NDF အမျိုးသားဒီမိုကရေစီအင်အားစုအမည်နဲ့ပါတီတစ်ထောင်းပါတယ်။ဥက္ကင်မောင်ဆွေဒေါက်တာတန်ငယ်ဦးသိန်းညွန့်ဦးစိန်လာဦးစားတဲ့ NLD တဲကဒုတိယတန်းကောင်းဆောင်တွေပါတီတစ်ကိုရောက်သွားပြီး2010ရွေးကောက်ပွဲကိုဝင်ပြိုင်ပေမဲ့လည်းဆက်လျှောက်နေရပဲရကကြန့်ခိုင်ရေးကပဲအများစုနိုင်ခဲ့ပါတယ်။ဦးဟန်တာမြင့်ဦးအောင်ကျိုင်းဦးညောင်ဝင်းစားတဲ့ NLD မှာကြံခဲ့သူများကတော့ ဒေါအောင်ဆန်းစုကြည်လွတ်လာပြီးနောက်ပိုင်း NLD ပါတီမှပြန်မှတ်ပုံတင်ပြီး2012ဂျားပြတ်ရွေးကောက်ပွဲဝင်ပြန်ရာကနေလွတ်တော်ထဲရောက်လာပါတယ်2015ရွေးကောက်ပွဲအပြတ်အသတ်နိုင်ပြီးနောက် NLD အစိုးရဖွဲ့နိုင်ခဲ့ပေမဲ့2020ရွေးကောက်ပွဲမှာတော့မဲဆယ်ရင်ကိစ္စအငင်းပွားရာကနေလွတ်တော်စာမယ်နေမှာတက်အာနာတိန်နာကိုခံခဲ့ရပါတယ်။အမတ်ပြန်ပေးဆွဲခြင်း နှစ်30ကျော်ခဲ့ပေမဲ့1990ကလွတ်တော်မခေါ်နိုင်ခဲ့တဲ့ဖြစ်ရပ်ကမြန်မာနိုင်ငံရေးမှာရိုက်ခတ်ဆဲဖြစ်ပါတယ်မကြခင်ကဖြစ်ခဲ့တဲ့ရွေးကောက်ပွဲအငင်းပွားမှုတွေနဲ့အာနာသိမ့်ပွဲကြောင့်လည်းအရက်သားနိုင်ငံရေးမှာတက်ကဝင်ပြီးရှုပ်ရှယ်တာတွေပိုဆိုးလာလိမ့်မလားဆွေးနွေးစရာတွေဖြစ်နေပြန်ပါတယ်။1996လောက်က NLD ပါတီအစည်းအဝေးအတွက်အမတ်တွေကိုရန်ကုန်ခေါ်ရမှာ238ရောက်အဖမ်းခံခဲ့ရပါတယ်။ စစ်ပြိုင်အစိုးရဖွဲ့မှဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးလှုပ်ရှားမှုရှိတိုင်းအမတ်တွေကိုနေကတဆက်ခန်းတွေမှာခေါ်ယူထိမ့်သိမ့်တာတွေကြောင့်လဲနှုတ်ထွက်တာတွေဖြစ်ခဲ့ပါတယ်။သုံးနှစ်အထိထိမ့်သိမ့်ခံခဲ့ရတဲ့အမတ်တွေတောင်ရှိခဲ့ပါတယ်။နောက်အမတ်မိသားစုတွေကိုဖိအားပေးတာနဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တာတွေလည်းရှိခဲ့ပါတယ်။ ဒီလိုအစဉ်အလာရှိခဲ့တဲ့အတွက်2020ရွေးကောက်ပွဲကအမတ်တွေကိုစစ်အစိုးရတက်ကဘလို့သဘောထားမလဲဆိုတော့ပူပန်စရာဖြစ်နေပါတယ်။တခါအမတ်တွေကိုအယုံကြည်မရှိကြောင်းထောက်ခံပွဲတွေလုပ်တာလက်မှတ်ကောက်တာတွေကိုလည်းအရင်စစ်အစိုးရခေတ်တရှောင်းမှတွေးကြရပါတယ်။အာနာပိုင်တွေဟာကိုယ်အလိုမကျတဲ့ရွေးကောက်ပွဲရလက်ဆိုရင်လှစ်လျူရှူလိုက်လိုချင်တဲ့ရလက်ဖြစ်လာနိုးနိုးနဲ့အသစ်ပြန်လှုပ်လိုက်လုပ်နေရင် တိုင်းပြည်အနာဂတ်ကို ကလေးကစားရရောက်မယ်ဆိုပြီးဒေါအောင်ဆန်းစုကြည်ကလည်း1998ကပြောခဲ့မှုပါတယ်။ရွေးကောက်ပွဲလုပ်ပြီးလွှတ်တော်မခေါ်ပေးတဲ့ဖြစ်ရက်ဖြတ်သိမ်းပစ်တဲ့ဖြစ်ရက်တွေဟာဒီမိုကရေစီ အသားမကျတဲ့နိုင်ငံတွေရဲ့အာဏာချက်ဖြစ်ပြီးနိုင်ငံတည်ငြိမ်မှုကိုလည်းထိခိုက်စေပါတယ်။1990ရေကောက်ပွဲအတွက်ပါတီမှတ်ပုံတင်ခွင့်ရ236ဖွဲ့ရှိပြီးတဖြည်းဖြည်းဖြတ်သိမ်းမှုနဲ့အပြတ်ခံရမှုတွေကြောင့်နောက်ဆုံးမှာဆက်ပါတီပဲကျန်ရစ်ပါတယ်။